အားလုံးပဲမင်္ဂလာပါဒီနေ့တရားစီမံခန့်သင်ခန်းစာကတော့အခန်းနေ့ဒေသခံနေ့သမားလေးကနံပါတ်1ကနေ9ထိပဲဖြစ်ပါတယ်နံပါတ်1မှာဆိုရင်ကျွန်တော်ကဒီခန်းမှာဆိုရင်ထန်ညွန်းနေအကြောင်းသင်ရမှာပေါ့နော်ထန်ညွန်းနေစာဝေးခွဲရသင်ရမှာအောက်အဲနံပါတ်1မှာဆိုရင်အောက်ပါတော့ကိုထန်ညွန်းသင်ကြတာဆိုကြောင်းပါတယ်နံပါတ်ကကြီးက9မြောက်ကငါးမြောက်ငါးဆိုတော့ကျွန်တော်က9နှစ်ထပ်ဖြစ်တဲ့တည်းဆိုတော့5 square လို့ပါတယ်ဒီလေးလို့ဆိုရင်5 square လို့ခေါ်ပါတယ် ့ငါကဝေးရကြနှစ်အမြောက်နှစ်အမြောက်သုံးမြောက်သုံးနော်နှစ်နှလုံးမြောက်တာရယ်သုံးနှလုံးမြောက်တာဒါဆိုစမတော့ပါတော့မျိုးတူတာချင်းချင်းကနှစ်နှလုံးဖြစ်တဲ့နှစ်နှစ်ထက်သုံးရတဲ့နှလုံးဖြစ်တဲ့သုံးနှစ်ထက်ရပါတယ်ဒါဆို2 square into 3 square ဆိုပြောရရှိပါတယ်ငါကငယ်ရကြတော့သုံးမြောက်သုံးမြောက်သုံးမြောက်ခုနှစ်ဆိုတော့သုံးကသုံးကမြောက်ထားတယ်ဒါကြောင့်မို့စမတော့သုံးသုံးတဲ့အမြောက်နဲ့ခုနှစ်ပါမက္ကကြီးက9မြောက်9မြောက်7အမြောက်7အမြောက်7ဆိုတော့9က2ခံရထားတာဖြစ်တဲ့9နှစ်ထက် စတစ်က3000ကျော်တော့စတစ်သုံးတက်ဖြစ်ပါတယ်။ကျွန်တော်9နှစ်ထက်အများစတစ်သုံးတက်ရပါတယ်။ဒီကနံပါတ်5ပါနံပါတ်5က3မြောက်3မြောက်စကူအမြောက်စကူအမြောက်ဥ3 23အမြောက်23အမြောက်23အဲ3000ကျော်နှစ်ခံကျော်တော့လက်စားမှုစမော3နှစ်ထက်စကူကလည်းနှစ်ခံကျော်တော့စကူနှစ်ထက်23ကျော်တော့3000ကျော်တော့23သုံးတက်ဖြစ်ပါတယ်။ဒါကြောင့်မလို့3နှစ်ထက်အမြောက်စကူနှစ်ထက်အမြောက်23သုံးတက်ဖြစ်ပါတယ်။ မနေ့ကအဘွားတို့ကိုအချိန်နဲ့ထက်ညှိုးခွဲချပြပါဟဲ့နော်ဒါဆိုပြည်မှာဇာကွက်ထဲမှာသူကထက်ကိန်းပေးထားတယ်5 square 8 2 9 9 4 11 5 22 8 25 2 to the power 4ဘာအဲ့လိုပြရတယ်ဒါဆို5 square မှာနေအချိန်အားကထက်ညှိုးက2 8 2မှာကျတော့အချိန်အား8ထက်ညှိုးက3နော်9 to the power 4မှာကျတော့အချိန်က9ထက်ညှိုးက4 11 to the power 5မှာကျတော့ အခြေက11 ten new က5 22 to the power 8မှာကျတော့အခြေက22 wow ten new က8ပါ25 to the power 4မှာကျတော့အခြေက25 ten new က4ပြီးပါတယ်နော်ဒါဆိုရင်ခြေနဲ့ ten new ကိုဖွဲတာပြီးရပါပြီဟိုကနံပါတ်3မှာအပါရီတန်ဖိုးများကိုရှာပါတဲ့16ရင်းနှစ်ထပ်ကိစစောင်းနှစ်ထပ်ကိဆိုတာဒီမှာ16နှစ်ထပ်ပါနော်16နှစ်ထပ်ဆိုတာက16ကိုနှစ်ခါလျှောက်တာဒီ16 16နေရာနေရာ56 နမခါဝေးလည်းအတိုင်းပဲနမခါဝေးကကျတော့၄ ਈ ၄၀ကိလိုပဲ၄ ਈ ၄၀ကိလိုဆိုတာ၄ ਈ ၄၀ကိုပြောတာပါ၄ ਈ ၄၀ဆိုတာက၄ ਈ ကိုလေးကမြောက်မယ်ဒါလေး၄ ਈ ကိုလေးကမြောက်တဲ့အခါမှာ၄ ਈ လီရှည်တော့၄နှလုံးကိုပြင်ရတဲ့အခါမှာ၄ ਈ လီ၁၆ဒါကတတိယမြောက်၄နှမြောက်တဲ့အခါမှာ၁၆လေးလီ၆၄ဒီကနောက်ဆုံး၄နှမြောက်တဲ့အခါမှာ၆၄လေးလီက256ဟုတ်လားနောက်တစ်ခုကကျတော့3040ကိ3040ကိဆိုတာကျွန်တော်3040 ။သုံးရက်ဆိုတာသုံးရက်ကမြောက်မယ်။နောက်တဲ့ခါမှာရှင်းသုံးသုံးနှလုံးရင်းရတော့သုံးသုံးလေးကို။ရှင်းသုံးရှင်းသုံးနှလုံးရတဲ့ခါမှာသုံးသုံးလေးကိုရတဲ့ကိုးနဲ့တခါတတိယမြောက်သုံးနှမြောက်တဲ့ခါမှာကိုးသုံးရင်း၂၀ခု။နော်။ရတဲ့၂၀ခုကိုနောက်ဆုံးအကိန်းသုံးနှမြောက်တဲ့ခါမှာ၂၀ခုသုံးလေးက80ရပါတယ်။ဒါကနံမတကြီး2 80ကိန်း2 80ကိန်းဆိုတာ2 80 2 80ဆိုတာ2 80ခါမြောက်။နောက်တဲ့ခါမှာကျွန်တော်အရင်တိုင်းပဲရှင်းသုံးအကိန်းနှလုံးမြောက်တဲ့ခါမှာ1 80လေးဒီနေ့နောက်နေ့နဲ့ညတော့၄နဲ့၄ရှိရှင်းနဲ့နေ့နဲ့ညတော့၁၆ ့30နှစ်နဲ့နေတဲ့ကမှာ30နှစ်30နှစ်နဲ့နေတဲ့ကမှာ64 64နဲ့နေတဲ့ကထမ်းရတော့128 128နဲ့ရီရာကျွန်တော်256ရပါတယ်။နောက်ကနံပါတ်4ပါနံပါတ်၄အောက်ပါတို့ကိုသုဒ္ဓဂိညာခွဲပြီးတော့ထန်ယွင်းတင်ဂေတာဖြစ်ပေါ်ပြပါတယ်။ဒါပေမဲ့သုဒ္ဓဂိညာခွဲတဲ့အခါမှာအများနဲ့လည်းခွဲလို့ရတယ်အစားနဲ့လည်းခွဲရတယ်ခြေရတိကအစားနဲ့ခွဲပြမယ်ပေါ့နော်။၂၈ကိုကျွန်မတို့ကနှစ်နဲ့စားလို့ရတယ်။၂၈ကိုကျွန်မတို့ကသူကစုံငေးဖြစ်တဲ့နှစ်နဲ့စားမယ်။ဘာလို့ဆိုတော့အနည်းဆုံး ထုတ်ထားခဲ့ရနှစ်ဖြစ်တဲ့အတွက်ကျွန်တော်နှစ်နဲ့စားရပြီเนาะ28ကိုနှစ်နဲ့စားတော့14ရတယ်14ကိုလည်းကျွန်တော်နှစ်နဲ့ထပ်စားမယ်ဒါပေမဲ့9ရတယ်ခုနှစ်ကိုကြာကျွန်တော်ကစုံမင်းနဲ့စားလို့မရတော့ခုနှစ်နဲ့ထပ်စားရပြီเนาะခုနှစ်နဲ့စားရပြီဆိုတော့ခုနှစ်ခုနှစ်နဲ့စားမယ်ခုနှစ်တယ်လီခုနှစ်ဒါပေမဲ့ရှင်စမောက်ရတဲ့အဖေကနှစ်နှလုံးရခုနှစ်ရရတယ်ဒါတိရနှစ်နှလုံးရခုနှစ်ရတိကတော့ကျွန်တော်ထည့်မတော့ဘူးဒါပေမဲ့နှစ်နှလုံးအပြည့်နှစ်နဲ့တက်ပြီးပြီးတော့2 square into 7ဆိုပြီးတော့ရရှိပါတယ် ့ရက်ကဝေးရနော်108 108ပေါ့နော်108ကိုလည်းကျွန်တော်တို့ကစုံမေးဖြစ်တဲ့နည်းနဲ့စားမယ်108ကိုနည်းနဲ့စားတော့54ရတယ်ဒါက54ရတယ်စုံမေးဖြစ်တဲ့နည်းနဲ့စားမယ်နော်29ရတယ်29ကကျတော့ကျွန်တော်မာလေးဖြစ်တဲ့အတွက်ကျွန်တော်ကမာလေးနဲ့မာငယ်တော့3ဖြစ်တဲ့ကျွန်တော်3နဲ့စားမယ်39 29နော်သုံးနေစားတော့39ကို29ကိုကိုယ်လည်းဒီတော့သုံးနေစားလို့ရတယ်3 3ကိုဟုတ်ပြီနော်အဲ့ဒီ3ကြလည်းသုံးနေစားလို့ရတယ်3 3ဒါဆိုရင် နှစ်နှလုံးရယ်သုံး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 လို့ရရတယ်နော်တစ်ရယ်နှစ်နှလုံးသုံးသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီမှာတစ်ကိုတော့ထည့်မတော့ဘူးဒါကြောင့်မို့နှစ်နှစ်ထက်နဲ့သုံးသုံးတက်ဆိုလို့ရရှိပါတယ်နံပါတ်ကားငယ်က144သူလည်းအတိုင်းပဲစုံရင်းပြည့်တဲ့ဇမားတို့ကနှစ်နဲ့စာမျိုးနော်စုံရင်းပြည့်တဲ့နှစ်နဲ့စာလို့ရရတယ်140လို့နည်းနည်းစားတဲ့ခါမှာကျွန်တော်ဘလောက်ရလဲဆို80နည်းရတယ်နော်။ဒါက80နည်းကို80နည်းကလည်းစုံရင်းပြထရဲဆိုတော့နည်းနည်းထစားမယ်။နော်။80နည်းကိုနည်းနည်းစားတဲ့ခါမှာ36ရတယ်။36ကိုလည်းစုံရင်းပြထရဲနည်းနည်းထစားမယ်။ ဆက်ရှိရမှာနော်ဆက်ရှိကြတယ်ဆိုရင်ဒီနေ့နဲ့ထင်စားမယ်ကိုရနော်ကိုရမယ်ဒါဆိုရင်ကိုကိုကြတာကျမတို့ကိုကမန်လေးဆိုတော့နေ့နဲ့စားလို့မရတော့ဘူးဒါနဲ့စားမယ်ဆိုရင်၃နဲ့စားမယ်နော်ဒီနေ့ကတော့၃၃လီကိုဒါဆိုရင်၃ကိုလည်းရှိတော့ဗားနဲ့ပြန်စားမယ်၃နဲ့ပဲပြန်စားမယ်၃တက်လီတိုင်းဒါဆိုရင်ဒီမှာနှစ်ကနှလုံး၃ကလေးတော့တစ်တလုံးရမယ်နော်တစ်တလုံးကကျုပ်မထည့်တော့ဘူးဒါကြောင့်နှစ်နှစ်ထက်နဲ့၃လေးတဲ့ဆိုပြီးတော့ရရှိလာတယ်ဘာလို့ကနမကကြီးနမကကြီးက190နှစ် တရာ90နှစ်ကစပေါ်စုံမင်းဖြစ်တဲ့စပေါ်ကနှိမ့်နဲ့စားမယ်ဟုတ်ပြီနော်အဲနှိမ့်နဲ့စားတော့190နှစ်ကိုနှိမ့်နဲ့စားတဲ့ခါမှာစပေါ်ကရလဲဆိုရင်96ရရမယ်နော်96ကလည်းစုံမင်းဖြစ်တဲ့သူ့ကိုလည်းစပေါ်ကနှိမ့်နဲ့စားမယ်နော်96ကိုလည်းနှိမ့်နဲ့စားတဲ့ခါမှာစုံ48ရရယ်48ကလည်းစုံမင်းဖြစ်တဲ့တခါနှိမ့်နဲ့ထစားမယ်နော်အဲ့ဒီ24ရရယ်24ရစုံမင်းဆိုတော့နှိမ့်နဲ့ထစားမယ်စုံမင်းလည်းစပေါ်ကနှိမ့်နဲ့ပဲစားရမယ်နော်ဒါဆိုဒီတော့တာကိန်းနဲ့မှာစုံမင်းရအငယ်ဆုံး စုံရင်းတစ်လုံးနဲ့ပါတယ်သူကနှစ်ပဲပါတယ်ကြည့်ကျွန်တော်ကနှစ်နဲ့ပဲစမ်း24ရက်လဲစုံရင်းဆိုတော့နှစ်နဲ့စမ်းမယ်စနစ်ရရယ်စနစ်ကိုလည်းကျွန်တော်နှစ်နဲ့စားတဲ့ခါမှာဒီလိုလိုက်ရတယ်ဆိုရင်600ရတယ်6ကလည်းစုံရင်းဆိုတော့နှစ်နဲ့စားမယ်ဒီ3ညီ6အဲ့မဲ့တော့ဦးကြောင်းကတော့ဗားနေစားမှုဆို၃နဲ့စားမှာနော်။ဒါလို့တုတ်တယ်နီး၃။အဲ့ဒီရည်ကြီးလက်ကမှာ1 2 3 4 5 6နှစ်က6လုံးရပြီးတော့3ကတလုံးရပါတယ်။ဒီကဒါဆိုရင်2 6ရဲ့အမြောက်၃ပြီလို့ရရှိပါ နောက်ဆုံးတစ်ပုဒ်ကကျတော့256 256ကိုသူကစုံငင်းပြည့်တဲ့ကျွန်တော်နည်းနဲ့စားမယ်နော်256နည်းနဲ့စားတဲ့ခါမှာ128ဒါနည်းနဲ့ပြန်စားမယ်64 64ဒီကနည်းနဲ့ပြန်စားမယ်30နည်း30ကိုနည်းနဲ့ပြန်စားမယ်16ဒါ16ကလည်းစုံငင်းဆိုတော့နည်းနဲ့ပြန်စားတော့800ရတယ်ဒါက8ကိုလည်းနည်းနဲ့စားတော့1လေးပြီး8ဒီလိုလေတခါနည်းနည်းပြန်စားမယ်ပြည့်မယ်နည်းနည်းကိုကြာသေးလို့နည်းနည်းပဲစားလို့ရတယ်နည်းတယ်နည်း အကုန်လုံးကနှစ်တည်းပဲရရပေါ့နော်ဇဝင်းတည်းပဲရရတယ်ပြန်လုံးရဆိုတာ1 2 3 4 5 6ကို6 8ဆက်ပါနှစ်ရှိလုံးနှစ်ရှိခါပြရတာပြည်တယ်ဆိုတော့ကအဲ158ကနှစ်ရှိတဲ့ရပါတယ်နောက်တစ်ခုကကျွန်တော်နံပါတ်5ပါအောက်ပါကွက်လက်တို့တွေနဲ့စာဝဲလေးများဖြစ်သေးမှာလေနော်54ကိုသူကနှစ်ပြရတဲ့နှစ်29ကို54နော်တော့နှစ်နဲ့29ကိုလည်းခွဲရင်54ရတယ်ဆက်ကိုကြကျွန်တော်က3နဲ့ခွဲမှရမှာပေါ့39ဒီ29ဒါကကိုယ်တက်ခွဲမဲ့39ဒီ29 အဲဒီစမတော်မှာထက်မခွဲတဲ့ဂိမ်းနေရာကျတော့နှစ်ရဲ့၃၃လို့ရဖြစ်တဲ့ပဲ94ဥစားဂိမ်းခွဲတဲ့ကမှာနှစ်နဲ့၃၃လို့ရတယ်နှစ်နဲ့နှစ်မြောက်၃၃တဲ့ပေါ့နော်ဒီမှာဘေးကဆက်မခွဲတော့တဲ့ဂိမ်းကိုစမတော်ယူရမှာဟုတ်နော်ဒီမှာ94ရတယ်ခွဲရတယ်29ကလည်းပြန်ခွဲရတယ်ကိုယ်ကလည်းထက်ခွဲရတယ်ထက်မခွဲတာကနှစ်ရဲ့၃၃လို့နော်ဒီတုဒ္ဒဂိမ်းဆိုတဲ့ဂိမ်းကြီးပဲထက်မခွဲရဖြစ်တဲ့ပဲအဲ့ဂိမ်းကြီးပဲယူရပါတယ်ဟုတ်ပြီနောက်တစ်ခုကနမခဝင်နမခဝင်စမတော်140ကြီး140ဥသူကထောက်ပေးရတယ် ်ဟိုက640ဒီက940အဲ့ဒီမှာခွဲတဲ့ခါမှာ6ကိုတကထက်ခွဲရမယ်နှစ်သုံးည6 40ကိုလည်းရိုးထက်ခွဲမယ်ငါးရှိတယ်40အဲ့ဒီမှာနှစ်ရ3ရ5ရထက်ခွဲလို့ရတဲ့ဒီရိုင်းကလည်းသူကသုတ္တရလေးပြောပြီးရှစ်ကိုထက်ခွဲတဲ့ခါမှာဆရာတို့က4နဲ့4ရှိရေကိုနှစ်ကိုဒါထက်ခွဲလို့ရအောင်4ကိုကြတော့နှစ်နဲ့4လို့ထက်ခွဲမယ်အဲ့ဒါလုံးဝထက်မခွဲတော့တဲ့ဂိမ်းကြီးကနှစ်ရ3ရ5ရနှစ်သုံးလုံးနှစ်နှစ်4လုံးနဲ့3ရ5ရနော်သူကစင်လိုက်မိတာရဲ့ address ဆိုတော့စင်လိုက်ပြင်စီမယ်နှစ်တွေကိုရှင်းမှတ်ထားမယ် ုံး၃နေ၅တွေဆင်လိုက်ပြန်စီနှစ်က၄တဲ့ဖြစ်တဲ့တဲ့ဒူးဒူးတဘာဝဆို into 3ကတစ်ထက်ဆိုတော့3 into 5ငါးကလည်းတစ်ထက်ပဲနော်အဲ့ဒီဖြေရပါပဲဒါဒါဆိုရင်ဒါက၄ချိန်ကန်2.5ကနံပါတ်5တိဖြစ်ပါတယ်အစုံကြီးပြီးတဲ့အားလုံးကိုကြည့်တင်ပါတယ်